ကိုရဲ့ဓာတ်ပုံတွေကိုဗီဒီယိုအဖြစ်ပြောင်းသွားအောင်လုပ်တဲ့နည်းကိုပြောပြပေးမှာဖြစ်ပါတယ်။ပထမဆုံးအနေနဲ့ကိုရဲ့ဖုန်းထဲမှာရှိတဲ့ Google Chrome ထဲကိုဝင်သွားလိုက်ပါ။ကျွန်တော်တို့ဆက်ပါမှာတစ်ချက်နှိပ်လိုက်ပါ။ AI Studio ရိုက်ရှာလိုက်ပါ။ AIstudio.google.com လို့ရိုက်ရှာလိုက်လည်းရတယ်။ဒါမှမဟုတ် AI Studio လို့ဒီတိုင်းပဲရိုက်ရှာလိုက်လို့လည်းရပါတယ်။ Google AI Studio ထည့်ဝင်ပြီးတော့ဝင်သွားလိုက်ပါ။ ျွန်တော်ပုံနာလေးကမြင်းသုံးချောင်းကိုတစ်ချက်နှိပ်လိုက်ပါ generate media မှာတစ်ချက်နှိပ်လိုက်ပါအောက်ဖက်နေနေဆင်းသွားလိုက်မယ်ကြောင်လေးလမ်းလျှောက်နေတဲ့နေရာလေးကိုတစ်ချက်နှိပ်ပါ okay ဒါဆိုလို့ရှိရင်တော့ဒီနေရာမှာငွေရင်းရှိထားပြီးသားစာသားကိုကျွန်တော်တစ်ချက်ဖြတ်လိုက်မယ်ဖြတ်ပြီးတော့မှ upload များပုံပေါ်တဲ့နေရာမှာကိုတစ်ချက်နှိပ်ပါ video ဖြစ်ပြောင်းလဲခြင်းနဲ့ကိုယ့်ရဲ့ဖုန်းထဲမှာရှိတဲ့ဓာတ်ပုံကို upload တင်ပေးရမှာဖြစ်ပါတယ် ်အပ်လုဒ်ကိုတစ်ချက်နှိပ်ပါ Describe your video ဆိုတဲ့နေရာမှာဒီတပ်ပုံကိုလမ်းလျှောက်ခိုင်းစေချင်တယ်လားဂျီတပ်ပုံကိုထိုင်ခိုင်းစေချင်တယ်လားရေထဲကိုတွားခိုင်းစေချင်တယ်လားစတယ်ဖြစ်ပေါ့နော်ကိုဖြစ်စေချင်တဲ့အတိုင်းဒီနေရာမှာရေးပေးလိုက်ပေါ့နော်မြန်မာလိုရေးလို့ရပါတယ်ဖြစ်စေချင်တဲ့အတိုင်းကိုဒီညမှာရေးပြီးွားပြီဆိုလို့ရှိရင်တော့ညာလေးကိုတစ်ချက်နှိပ်ပေးလိုက်ပါ။ ုံကနေပြီးတော့ဗီဒီယိုကိုပြောင်းပေးနေပြီဖြစ်ပါတယ်ခဏလောက်ဆောင်းပေးလိုက်ပါပုံကနေပြီးတော့ဗီဒီယိုကိုပြောင်းသွားဖြစ်ပါတယ်ကျွန်တော်တို့ကြည့်မယ်ဆိုလို့ရှိရင်တော့ဒီနေရာမှာနေပြီးတော့ကြည့်လိုက်မယ်ဒေါင်းလုဆွဲယူခြင်းနဲ့ဆိုလို့ရှိရင်တော့ဒေါင်းလုနေရာမှာနေပြီးတော့ဆွဲယူလို့ရပါတယ်။ဟုတ်ကဲ့ပါ။အားလုံးပဲအဆင်ပြေပါစေခင်ဗျာ။